။အနည်းအားဆိုလို့ရှိရင်ကျွန်တော်လုံးဝစိတ်ထိန်းထားရငါဒီနေ့လုံးဝသူတို့ပြမယ် project ကိုမငိုဘူးပေါ့။ဒါမဲ့လဲကြည့်လိုက်တဲ့အချိန်ကျတော့လဲစ video အစကတည်းကမျက်ရည်ကျရတာပေါ့။ ဖန်ဆိုတဲ့အဖြစ်တည်မှုတစ်ခုရှိတဲ့သူတော်တော်များများတော့နားလဲပါလိမ့်မယ်။ကိုချေရတဲ့သူရဲ့ခွန်အားကြောင့်မလို့ဘလောက်အားပူပြီးဖြစ်ရလဲပေါ့နော်။ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းဖန်ပွိုင်းဆိုတော့နားလဲတယ်။ဒါကြီးကိုခဏခဏပြောရကြာလဲအားတော့နားပါတယ်။ကမ္ဘာကြီးကတော့မတူဘူး ါမြန်မာ beauty expo ပေါ်မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်အလားပါနဲ့ပတ်သက်တဲ့အရာတွေပြီးတော့ဒါ fashion မိုင်းနဲ့စိတ်ဝင်စားရတဲ့တွေတွေ့ဆိုလို့ရှိရင်ရန်ကုန်မှာဒါလာဖို့တင့်တော်တဲ့ပွဲကြီးပါခင်ဗျာဒီပွဲမှာလည်းကျွန်တော်ဒါဖိတ်ခေါ်ရတော့ကျေးဇူးများကြီးတင်ပါတယ်သူတို့ကျွန်တော်စင်ရှိမှနေခဲ့ပါလေကျွန်တော်ပြောပါ animation ဗီဒီယိုပေါ့နော်အဲ့ဒါကျွန်တော်တို့အဲကျွန်တော်ကျွန်တော်ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုဒါ mineral ဆိုပြီးတော့ခေါ်ပါတယ်ပေါ့နော်ရန်ချစ်ဖို့ကောင်းတဲ့ဆိုလိုရင်းဗီဒီယိုမှာဒီပါလေခင်ဗျာလက်ကောက်တဲ့လေးနဲ့ချီးမြှင့်ကြပါဦးခင်ဗျာ 滴滴咩咩，我亲妹妹。今天晚上。<noise> <noise> <noise> တမကွင်သေးဘူးသူတို့ကအတန်ပွင့်နေပြီနော်မင်းရယ်ဆိုရယ်ဖန်တန်လိမ့်လေးကျွန်တော်ပေးထားတာကနှစ်နှစ်ပြည့်ပါပြီနှစ်နှစ်ပြည့်တော့ဒီလာမယ့်16ရက်နေ့ဆိုပြည့်မှာပေါ့နော်အဲဒီ16ရက်နေ့အတွက်အဲကျွန်တော်တို့ခါတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ FM နေစီစဉ်နေဒါမှမဟုတ်လို့ရှိရင်တော့တစ်ခုခုစီစဉ်နေပေါ့ဒီနှစ်ကတော့ကျွန်တော်တို့မစီစဉ်ပြဘူးမစီစဉ်ပြတဲ့အခါမှာကျွန်တော်တို့မနေ့ကဘွဲမှာသူတို့တွေဒါကျွန်တော်တို့ project လုပ်ပြီးပြရတာပေါ့နော်ကျွန်တော်လည်းတကယ်တော့မထင်ထားပါဘူးမထင်ထားပေမဲ့ကျွန်တော်တို့တွေးလိုက်တဲ့အချိန်မှာလည်းတကယ်ကိုဝမ်းသာပီတီဖြစ်ရရဲ့ပြီးတော့အဲဒီဗီဒီယိုလေးမှာလည်းကျွန်တော်တို့ဟို တခြား site ကမြင်တော့မသိနိုင်ပါပဲကျွန်တော်တို့မိသားစုအတွင်းပေါ့ဒါကျွန်တော်ဆိုကျွန်တော်တို့နဲ့ပြည်သက်နေကြမှာ connection က family တစ်ခုလိုပဲသူတို့ကလည်းကျွန်တော်ကိုဟိုတားလေးတယောက်တည်းမပို့ဘူးအဲ့လိုချစ်ချင်းမျိုးနဲ့ကာကွယ်ပေးခြင်းနဲ့ချစ်ချင်းမျိုးနဲ့ချစ်တဲ့ကျွန်တော်မိသားစုအတွင်းထဲမှာတော့ဒါဒီ video လေးကအသေးစိတ်အများကြီးရှိရဲကျွန်တော်ကြောင့်မလို့လေသူတို့ပျော်ရွှင်ရတယ်လို့မျိုးသူတို့ကြောင့်မလို့လေကျွန်တော်ပျော်ရွှင်ရတယ်ကျွန်တော်ဒီမိသားစုလေးဒီနှစ်နှစ်ကနေပြီးတော့နောက်နှစ်ပေါင်းများစွာလဲဒါအချိန်ကြာကြီးပြူရှိသွားစေပါခင်ဗျာတာတာတင်းတော် ီနံကိုနေရာလာကြီးလိုက်တော့လေအဲကျွန်တော်ဥမာဆိုမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါ JC မှာဆိုတော့ကြတော့ဟို public နေရာကြီးဆိုတော့လူရမ်းများတယ်လူရမ်းများတော့အဲ့လိုလူတွေဟိုကိုယ်မသိတဲ့သူတွေရှေ့မှာငိုဖို့အရန်ရှက်တယ်ပေါ့ခိုင်းဆိုရင်တော့ event နေသူတို့ကျွန်တော်တို့ project လုပ်တဲ့ event နေရာကြတော့ exclusive event နေကျွန်တော်တို့နဲ့ကျွန်တော်တို့ပြည်သက်တွေပဲရှိရဲ့ event နေမှာလုပ်လို့ရှိရင်ကြတော့ကျွန်တော်အနေနဲ့ကဒါကိစ္စမရှိဘူးမနေ့ကဆိုလို့ရှိရင်ကျွန်တော်လုံးဝစိတ်ထိန်းထားရငါဒီနေ့လုံးဝသူတို့ပြမယ့် project ကိုမငိုဘူးပေါ့ဒါမဲ့လဲကြီးလိုက်တဲ့အချိန်ကျတော့လဲစ video အစကတည်းကမျက်ရည်ကကျတာပေါ့ fan ဆိုတဲ့အဖြစ်တည်မှုတစ်ခုကိုရှိတဲ့သူတော်တော်များတော့နားလည်ပါလိမ့်မယ်။ကိုချေရတဲ့သူရဲ့ခွန်အားကြောင့်မလို့ဘလောက်အားပူပြီးဖြစ်ရလဲပေါ့နော်။ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်း fan point ဆိုတော့နားလည်တယ်။ဒါကြီးကိုခဏခဏပြောရကြလဲအားတော့နားပါ့။သူတို့အတွေ့အထိမှာလည်းကျွန်တော်ရှိတဲ့အချိန်မှာသူတို့အတွက် အရင်အထက်ပို့ရင်ဘဝကကျွန်တော်ရှိရဲဆိုတဲ့အတွေးမျိုးဖြစ်တယ်လို့မျိုးကျွန်တော်တို့လည်းသူတို့ရှိရဲအချိန်ကြလို့ရှိရင်သူတို့ရှိရဲဆိုတဲ့အတွေးမျိုးနဲ့အာရှင်တန်ရတဲ့နေရက်တွေရအားပို့ရှိရဲပြီးတော့ကြတော့ဟိုလောက်ကကင်ရတာလဲပို့ပြီးတော့တက်တက်ကြွကြွနဲ့အခုဆိုလို့ရှိရင်ကျွန်တော်ဒီနေ့နေမကောင်ပို့ရင်လည်းပြောလို့ရှိရင်မင်းညအရန်မိုးချုံမှပြင်တယ်ရောက်တယ်အဲ့တော့နေမကောင်ဒါမဲ့တခုပွဲရဲရောက်တဲ့အချိန်မှာစိတ်ကလန်းသွားတယ်ဆိုတာဘာလို့လဲဆိုတော့သူတို့မျက်နှာကိုမြင်လိုက်ရလို့သူလည်းအဲ့လိုပဲသူတို့အိမ်မှာအပူပင်နေအများကြီးရှိရဲဒါမဲ့ကျွန်တော်တို့တွေ့လိုက်တဲ့အချိန်မှာသူတို့ပျော်ရွှင်ရအခုလိုအခုနှစ်ဖက်တွေ့ရတဲ့အချိန်မှာရတဲ့ပျော်ရွှင်မှုကကြာဘာနဲ့မှလဲလို့မရဘူးအဲ့လိုပဲသူတို့ဘဝထဲမှာကျွန်တော်ရ ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူတို့အတွက်ဟိုနေ့ရက်တိုင်းကတက်နိုင်တဲ့လောက်ပေါ့ကိုပျော်အောင်ထားပေးတဲ့နေ့ရက်တိုင်းကသူတို့ပျော်သွားတယ်ပျော်သွားတဲ့အချိန်မှာဥပမာចောင်းသူဆိုလို့ရှိရင်လည်းចောင်းသူအလျောက်ဟိုစစစလုပ်တဲ့အပိုင်းမှာသူတို့ပို့ပြီးအားဆိုင်နေတယ်တကယ်လည်းသူတို့ record ကောင်းကောင်းနေရတဲ့အရာလေးသူတို့ Facebook တွေက TikTok တွေမှာတင်တယ်ကျွန်တော်လည်းတွေ့ရဲ့เดียวก็เดียวไม่รู้เหตุที่มันทำ စ်ဖို့လေတခါလေးမှာအင်တာဗျူးမှာပြောမပြချင်ဘူးဆိုတာကြတော့ဟိုကျွန်တော်တို့မိသားစုအတွင်းရေးကိုအပြင်ကလည်းသိကြရမလို့ဒီလိုမျိုးအပြင်ကအကြောင်းအရာတွေရတယ်ကျွန်တော်တို့ကလာပြီးနားလည်ပေးမှာမဟုတ်ဘူးပေါ့နော်အဲ့အရာလေးရောရှိရတယ်ကျွန်တော်မှသူတို့မရှိဘူးဆိုရင်ကျွန်တော်ကတာမန်ကောင်လေးပဲဘာမှမဟုတ်ဘူးတကယ်လည်းဘာမှမဟုတ်ဘူးသူတို့ရှိနေလို့ဗီတာမင်ဆိုတာလေးကဖြစ်လာတယ်တိတိလေးပဲရှိသေးတယ်ဒါမဲ့ဟိုသူတို့ကြောင့်မလို့အားရင်နေပို့ရလာတယ်ပို့ပြီးတော့အလုပ်လုပ်ချင်းစိတ်တွေဖြစ်တယ်အဲအခုဆိုရင်ကျွန်တော် career အတစ်တစ်ခုကိုလှမ်းတဲ့အချိန်မှာလည်းကျွန်တော်သင်းသုံးဖို့ထုတ်တယ်သုံးဖို့လုံးမှာလည်းဟိုကျွန်တော်လည်းမလျှော်သောဆွဲနဲ့ကြိုးစားတဲ့လိုမျိုးသူတို့ကလည်းမလျှော်သောပံ့ပိုးမှုနဲ့အများကြီးချစ်ပေတယ်နားထောင်ပေးတယ်ပံ့ပိုးပေးရဲ့အဲကြောင့်မို့လို့သင်းသုံးဖို့ကလည်းရောက်တဲ့တလောက်ဟိုကျွန်တော်မျှော်မှန်းထားတာထက်ကိုပို့ပြီးတော့ရောက်တယ်ပေါ့နော် sit down and some be no time to know အဲ့တော့ဒါဘယ်လိုပြောရမလဲ ကိုင်းကျုံမီကျုံကိုင်းမီလို့ပြောပြန်တော့လဲရမယ်ထင်ပါတယ်အဲ့တော့ဟိုနှစ်ဦးနှစ်ဖက်ချက်ချင်းကြောင့်မလို့သူတို့လည်းပို့ပြီးတော့တိုးတက်လာတယ်လို့ကျွန်တော်လည်းပို့ပြီးတိုးတက်လာတယ်ဒီပုံစံမျိုးပါကျွန်တော်ကတော့ဒါနည်းနည်းရက်ကကြီးရှုနေပြီးပါပြီတင်များကျွန်တော်ဗီတာမင်ပါခင်ဗျာစူးစားနေဆဲအမှုပညာတမားတယောက်ပါအဲ့တော့အများကြီးချစ်ပြီးတော့လည်းဝန်ရံပေးပါအောင်ခင်ဗျာကျွန်တော်လည်းကျွန်တော်လုပ်ရမယ့်အလုပ်တွေအားလုံးအကောင်းဆုံးစူးစားပြီးတော့လုပ်ကင်တော့ပါမယ်